အားလုံးပဲမင်္ဂလာပါ Fantasy Premier League အတွက်အပတ်စဉ်တင်ဆက်ပေးနေတဲ့90 minute we try channel ကနေပြန်နေကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ channel လေးမှာကတော့အပတ်စဉ်အတွက် Fantasy ကဏ္ဍဒါမှမဟုတ်ရင် Premier League ပွဲစဉ်နဲ့အသင်းတွေအပေါ်အထင်မြင်ယူဆချက်တွေကိုစုံစုံနေနေပြောသွားမှာဖြစ်လို့ subscribe မလုပ်ရသေးတဲ့ဆရာတို့အနေနဲ့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်သွားကြပါဦး ယခုဗီဒီယိုနေ့မှာကတော့ AF ကွန်လိုအများကခေါ်ကြတဲ့အာဖရိကကပ်အကြောင်းကိုပြောသွားမှာဖြစ်ပါတယ်။ Game Week 16လောက်မှာဒီအာဖရိကကပ်ပွဲစဉ်တွေစတင်ကစားမှာဖြစ်တဲ့အတွက် Fantasy Premier League အတွက်ဘာတွေဘယ်လိုဖြစ်သွားမလဲ၊ဘယ်လို plan တွေအဓိကထားစဉ်းစားရမလဲဆိုတာဒါတွေကို ပြောသွားမှာပါ။ဆိုတော့ intro နေ့ပြီးသားရင်စလိုက်ကြပါမယ်။ပထမဆုံးအနေနဲ့ AF ကွန်ဆိုတာဘာလဲ။ဘယ်အသင်းတွေဝင်ရောက်ရှင်ပြိုင်ခွင့်ရှိရလဲ။ AFCON ဆိုတာကအကြေချဲ့ပြောရရင်တော့ Africa Cup of Nation ပါ။ Africa နိုင်ငံများဖလားလို့လည်းပြောလို့ရပါတယ်။ဒီဖလားပွဲစဉ်တွေကတော့နှစ်နှစ်တစ်ကြိမ်ကျင်းပနေရှိပြီးဒီနှစ်အတွက်ကတော့မော်ရိုကိုမှာလုပ်မှာပါ။ဒီ Africa နိုင်ငံများ ဖလားရဲ့အောင်မြင်ဆုံးအသင်းဆိုရင်တော့ကျွန်တော်တို့တခင်ကြီးစာနာနဲ့ Man City ကမာမိုတိုရဲ့ AJ အသင်းပဲဖြစ်ပါတယ်။စုစုပေါင်း Champion 9ကြိမ်အထိဖြစ်တာတာပါ။ ဒါပေမဲ့မနစ်ကချန်ပီယံကတော့ Ibrix ကိုအတင်းမှာဒီ Ibrix အတင်းရဲ့မရှိမဖြစ်ကစားသမားတွေဆိုရင်တော့ဟိုအတင်းရဲ့အဓိကနောက်ခံသူအောင်ပါတူမန်ယူကအာမတ်အက်စတွန်ဘီနာအတင်းကဂက်ဆန်နဲ့ဆန်လာလန်ကွန်းနဲ့အန်တိုက်ဆက်ကစားသမားအန်ဒရီကာတို့ဖြစ်နေပါတယ်ပုံမှန်ကတော့နောက်ဆုံး9နှစ်အတွင်းမှာဒီအာဖရိကနိုင်ငံများဖလားဘုံနုပွဲကိုတက်ရောက်နိုင်ခဲ့တဲ့အတင်းတွေရဲ့စည်ရင်းကိုဖော်ပြပေးတာပါတယ် ီစရင်ကိုအကြံပြင်းကြည့်ရရင်တော့အီဂျစ်စီနီဂေါအိုင်ဗရီကိုစ်တို့ကဘုံတို့ပွဲတက်ဖို့ရည်ပန်းအစားဆုံးလို့တော့ထင်ပါတယ်။နောက်ထပ်နူအင်အားတောင့်တင်းတဲ့အသင်းတွေဖြစ်တဲ့အင်ရှင်မော်ရိုကိုနဲ့ကင်မရွန်အသင်းတို့ကတော့ဒီဖိုင်နယ်အဆင့်ကို ရောက်လာနိုင်တဲ့အသင်းတွေလို့တော့ထင်ပါတယ်။ဆိုတော့အခုကျွန်တော်ပြောပြသွားတဲ့၅သင်းကဒီနှစ်အတွက်ဖိုင်နယ်ကို ရောက်နိုင်ဖို့အားကောင်းဆုံးအသင်းတွေပါ။ဒီတော့နောက်တစ်ပိုင်းမှာ ဒီဒီပိုင်းမှာတော့ဒီဖလားဖွဲ့စဉ်အတွက်ဘယ်နိုင်ငံအသင်းတွေက ဝင်ရောက်ရှင်ပြန်ခွင့်ရတာလဲတစ်ချက်ကြည့်ပါမယ်။နေသင်းပါတဲ့အုပ်စု6စုခွဲထားပြီးတော့စုစုပေါင်း24သင်းမှာဒီအသင်းတွေကမှအုပ်စုပထမနဲ့ဒုတိယရတဲ့စုစုပေါင်း12သင်းအုပ်စုတတိယအကောင်ဆုံး၄သင်းစုစုပေါင်း16သင်းကနောက်တစ်ဆင့်ရှုံးထွက်ကိုတက်ရောက်မှာဖြစ်ပါတယ်။ အော်ပြောဖို့မိတာကဒီပွဲစဉ်တွေကစားရမယ့်အချိန်ကဒီဇင်ဘာ22ကနေပြီးတော့ဇန်နဝါရီ18အထိပါ Fantasy Premier League မှာဆိုရင်တော့ Game Week 18ကနေ Game Week 23 24အထိဖြစ်နိုင်ပါတယ်ဒီတော့ Final တက်တဲ့အသင်းကကစားသမားတွေဆိုရင်တော့အနည်းဆုံး Game Week 9ခုစာနောက်တော့ Premier League ပွဲစဉ်တွေနှွဲချော်မှာဖြစ်ပါတယ်အနည်းဆုံးအုပ်စုအဆင့်ကစားမယ်ဆိုရင်တော့မှ Game Week 18 26 29 20 လေးပွဲတောင်လွဲမှာပါဆိုတော့ဘာကြောင့်လဲဘာကြောင့်လဲဆိုတော့ဒီ AF ကွန်ကအခြား international break တွေနဲ့မတူပါဘူးနိုင်ငံအသင်းအတွက်အရွေးခံလာရတဲ့ကစားသမားတွေကဒီကိုနဲ့သက်ဆိုင်ရာကလပ်အသင်းတွေကို ထားခဲ့ရမှာဖြစ်ပြီးတော့သက်ဆိုင်ရာပြည်တွင်းတွေဖြစ်တဲ့ Premier League, Serie A, La Liga အမ်ကျွန်တော်ကတော့ fantasy နဲ့သက်ဆိုင်တဲ့ Premier League အကြောင်းပဲပြောမှာဖြစ်တော့ Premier League ပွဲစဉ်တွေကတော့ ဒီတိုင်းပဲဆက်ပြီးတော့ကျင်းပနေမှာပါ။ဒါကြောင့်လက်ရှိအာဖရိကအသင်းရဲ့ကစားသမားတွေကိုအဓိကထားပြီးတော့ကစားနေရတဲ့ပရီးမီးယားလီဂ်အသင်းတွေကတော့တော်တော်လေးတိုင်ပတ်မဲ့ကာလလို့ပြောလို့ရပါတယ်။အထူးသဖြင့်တော့ကျွန်တော်တို့ရဲ့အချက်တော်မန်ချက်စတာယူနိုက်တက်အသင်းမှာဒီအချိန်မှာက United အသင်းရဲ့တိုက်စစ်မှာအတွင်းညီညီခြေစွမ်းပြနေတဲ့အန်ဘူမိုယော အာမတ်ယောသာမကနောက်ခံသူမဇရာဝီကလည်းဒီဖနာပွဲကိုသွားကစားရမှာပါ။ ကိုစားပြုတ်တဲ့နိုင်ငံအသင်းတော့မတူပါဘူးဒီတော့ပရီးမီးယားလိဘယ်အသင်းရဲ့ဘယ်ကစားသမားတွေကဒီဖလားပွဲကိုတွားရောက်ကစားရမလဲဆိုတာကိုအခုကျွန်တော်ပြပြပါမယ်အမ်ဒီဖလားပွဲစဉ်ကိုကစားသမားတွေမလုပ်ပေးရမယ့်၃သင်းနဲ့ရှိပါတယ်ဒါကတော့အာဆင်နယ်ချဲစီနဲ့နီယူလိုက်တက်တို့ဖြစ်ပါတယ်ကစားသမားတွေအများဆုံးနှုတ်ပေးရမယ့်အသင်း၂သင်းကတော့ဝုလ်သင်းနဲ့ဆန်ဒါလန်အသင်းတို့ပါ ကျွန်တော်ပြောနေကြတိုင်းဒီနှစ်မှာတော်တော်လေးရုန်းကန်နေရတဲ့တန်းစင်းဆောင်ကဝတ်အသင်းအတွက်တော်တော်တိုင်ပတ်မဲ့ကာလလို့လောင်ပြောလို့ရပါတယ်ဒီနှစ်တန်းစင်းသွားရမယ်တော်တော်ကျွန်တော်ကထင်နေတာပါဆန္ဒနဲ့အသင်းအတွက်ဆိုရင်တော့လက်ရှိကွင်းထဲမှာခြေစမ်းပြနေတဲ့အသင်းကောင်းဆောင်ရှာကာနဲ့စာရီဂီတို့နှစ်ယောက်မှာစာရီဂီကဒီဖလားပွဲစဉ်ကိုသွားရောက်ရှင်ပြရမှာဆိုတော့ဒီကာလတွေမှာရှာကာအတွက်ဝင်ပြီးပြီးတော့ကွင်းထဲပိုင်းပြဿနာတွေဖြစ်စေနိုင်ပါတယ် ဘလိုပဲပြောပြောဒီလက်ရှိပရီးမီးယားလိမှာခြေစမ်းပြနေတဲ့ကစားသမားတွေနဲ့အသင်းကိုယ်စီမှာကစားကွက်တွေမှာအံဝင်နေတဲ့ကစားသမားတွေကိုဒီဖလားပွဲကိုနှုတ်ပေးရမှာဆိုတော့အသင်းတိုင်းတော့ကတော့အနည်းနဲ့အများထိုးနှက်ချက်တွေဖြစ်စေမှာပါလုံးဝကစားသမားမနှုတ်ပေးရတဲ့အသင်းတွေကတော့ဒီအချိန်မှာအားသာချက်ပါဒီတော့အဆုံးသက်ပြောရရင်ဒီအာဖရိကနိုင်ငံများဖလားပွဲကိုတွားရောက်ကစားမဲ့ကစားသမားတွေက လက်ရှိပရီးမီးယားလိအသင်းတော်တော်များများရဲ့အဓိကထောက်တိုင်တွေအဖြစ်ရှိနေပါတယ်။တချို့ကပုံမှန်လိုင်းအပ်ဝင်ပြီးတော့အသင်းရဲ့ကစားကွက်ကိုထိမ့်ပေးထားတဲ့သူတွေတချို့ကတိုက်စစ် ပုံဖော်တဲ့တာဝန်ယူရတဲ့သူတွေတချို့ကတော့အဓိကကိုယ်သွင်းတဲ့ကစားသမားအစားရှိတဲ့ဖြစ်ရှင်လို့နေတာပါ။ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ဂျာကြီးတွေနီးတူကျွန်တော်တို့ဖန်တစီဂျာကြီးတွေအတွက်လည်းခေါင်းဆောင်ရမယ့် AF ကွန်လို့ပြောရပါမယ် ဆိုတော့ fantasy နဲ့ပတ်သက်တဲ့အကြောင်းလေးပြောပါမယ်။ဒီ AF ကွန်စရရက game week 18နားမှာဆိုတော့ဒီအာဖရိက ကစားသမားတွေခေါ်လာမိတဲ့ဂျာကြီးတို့မနစ်နာအောင်လို့ game week 16မှာ free transfer ငါးခုပေးထားပါဗျ။ဒါပေမဲ့ဒီနေရာမှာတတိထားမယ့်အချက်တော့ရှိပါတယ်။ game week 16မရောက်ခင် game week 15အထိမှာရှေ့ကတောက်လျှောက်ဂျာကြီးတို့စုနာသမျှ free transfer တွေကိုအသုံးပေးဖို့တော့လိုပါတယ်။ ။ဘာကြောင့်လဲဆိုရင်တော့ဒီအရှိမဘနောက်ပဲများများ free transfer တွေစုခဲ့စုခဲ့ game week 16မှာပေးမှာကစုစုပေါင်း free transfer 5ခုအတိပါပဲ။ဒီထက်ပိုပြီးတော့ပေါင်းပေးမှာမဟုတ်ပါဘူး။ဒီတော့အနဟတ်သက်ကြီးပြသွားမှာနှမျောစရာပါ။နောက်ထပ်ပြောဖို့မိနေတာကအာဖရိကနိုင်ငံတွေတဲကတနိုင်ငံဖြစ်တဲ့ကာနာကဒီဖလားပွဲစဉ်ကို qualify မဖြစ်ခဲ့ပါဘူး။ဒီတော့ဒီနိုင်ငံသင်းရကစားသမားတွေဖြစ်တဲ့ ပေါမောက်ကဆမန်ညိုနဲ့စပားကကူဒက်စ်ကဒီပွဲတွေတွားရောက်ကစားဖို့မလိုပါဘူး။မှားပြီးတော့ရောင်းထုတ်မိမှာဆိုလိုပါ။ဒီတော့နောက်ဆုံးတစ်ခေါက်အနေနဲ့ဒီ AFCON Africa Cup of Nation အတွက်လုံးဝသတိထားတဲ့အချက်တွေကိုအချင်းချုပ်ပြီးတော့ပြန်ပြောပါမယ်။ပထမဆုံးအချက်ကတော့စတင်မဲ့ရပါ။ Game Week 16မှာဒီပွဲစဉ်တွေစကံမှာပါ။ဒီတော့ Game Week 16မှာ Free Transfer 5ခုအလကားရမှာဖြစ်ပါတယ်။ ဒါပေမဲ့ game week 16မတိုင်ခင်မှာစုထားတဲ့ free transfer တွေအကုန်လုံးကိုတောင်းခဲ့ပါဒုတိယတစ်ချက်ကတော့ဒီဖလားပွဲစဉ်တွေကိုဘယ်အသင်းကဘယ်ကစားသမားတွေတောပြိုင်ရမလဲဆိုတာကိုသေချာနေကြည်ကြပေးပါပြောရရင် Man U ကအန်ဘူမို Brighton က Minter Crystal Palace က Sar Everton က Andy Iron တို့လက်ရှိဟော့နေတဲ့ကစားသမားတွေ Ownership percent များနေတဲ့ကစားသမားတွေကဒီပွဲစဉ်တွေတွားရောက်ရှင်ပြိုင်ရမှာပါ ဆိုတော့ဒီကစားသမားတွေဂျာကြီးတို့အတင်းမှာရှိနေရင်မလုပ်ရမလဲကြိုးစင်းစားတာပုံတို့ပါတယ်။နောက်ဆုံးတတိယချက်ကတော့ကျွန်တော်ရဲ့ Facebook page နဲ့ YouTube channel တွေကို like and follow subscribe နေတွေနှုတ်ထားပေးကြပါ။ Fantasy Premier League နဲ့ပတ်သက်တဲ့ content တွေကိုအပတ်စဉ်တင်ဆက်ပေးနေတာဆိုတော့အားပေးကြမယ်ထင်ပါတယ်။ဒီတော့ AF Con နဲ့ပတ်သက်ပြီး video ကတော့ဒီနောက်ပါပဲ။ဒီ AF Con ပွဲစဉ်တွေကံရမဲ့အနာနေရင်တော့ အဲ့ဒီအချိန်မှာဖြစ်နေတဲ့အနေအထားတွေအသင်းရဲ့အနာလာကစားသမားတွေရဲ့ခြေစမ်းဒါတွေကိုတုံးတက်မဲ့ဗီဒီယိုတစ်ပုဒ်လာရင်လည်းလာပါအောင်မယ်ယခုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်တွေ့ကြပါမယ်အားလုံးကိုကျေးဇူးပါ